တစ်ချိန်ကကဘာကြီးကိုနှစ်ချမ်းခွဲမတက်ဖြစ်ခဲ့တဲ့စေရေးတိုက်ပွဲဆိုတာကိုကြားလိုက်တာနဲ့ကျွန်တော်တို့ရဲ့အတွေ့အထိမှာဘာလင်တိုင်းကြီးကိုပြင်းပြင်းမိကြမှာပါဒါပေမဲ့တမိုင်းဟာတပတ်ပြန်လည်နေပါပြီအခုတစ်ခါမှာတော့အဲ့ဒီစေအေးရဲ့အပူငွေ့တွေဟာဥရောပမှာမဟုတ်ပဲကဘာတပတ်ချမ်းကာရီဘီယံပင်လယ်တဲကိုတိုက်ရိုက်ပြောင်းရွှေ့လာခဲ့ပါပြီကမ္ဘာဒီမိုကရေစီရဲ့အဆောင်ရှောက်လို့ကိုကိုကိုအမြဲတမ်းကြွေးကြော်နေလေးရှိတဲ့ဝါရှင်တန်မြို့တော်ဟာအခုဆိုရင်သူ့ရဲ့အင်အားအကြီးအမားဆုံးဆိုသောစစ်သည်မော်ရီတိုက်ခိုက်ရေးရှင်တွေကို ဗင်နီဇွဲလားနိုင်ငံတည်းထိရောက်လို့မတက်ယူဆောင်လာခဲ့ပါပြီ။သူတို့ပေးတဲ့အကြောင်းပြချက်ကတော့ထုံးစံတိုင်းကန်ဝင်ဆန်လုံးလှပါတယ်။အာနာရှင်နီကိုလတ်မာဒူရိုရဲ့လက်အောက်ကနေဗင်နီဇွဲလားပြည်သူတွေကိုကယ်တင်ဖို့ဆိုတဲ့အကြောင်းပြချက်နေပါ။ဒါပေမဲ့အဲ့ဒီလိုကိုကျင်တရားအပြည့်နဲ့ကြွေးကြော်နေတဲ့ဆောင်ဘုတ်ရဲ့နောက်ွယ်မှာတော့ပို့ပြီးတော့ထတ်ရှာတဲ့ပို့ပြီးအရင်ကြတဲ့မေကွန်တစ်ခုထွက်ပေါ်လာပါတယ်။ဝါရှင်တန်တကယ်တမ်းကယ်တင်ချင်နေတာဘသူကိုလဲ။တကယ်ပဲဒုက္ခရောက်နေတဲ့ဗင်နီဇွဲလားပြည်သူတွေကိုလား။ဒါမှမဟုတ်ကမ္ဘာအကြီးဆုံးရေနံတိုက်ကြီးဖြစ်တဲ့ အော်ရီနိုကိုခပတ်တဲ့ကနိုင်ငံပေါင်းစုံမျက်စိကျနေတဲ့ဘီလီယံနဲ့ချီတဲ့ရေနံစီပေါင်းများစွာကိုလာဆိုတာမေးစရာရှိလာပါတယ်။ကာရီဘီယံဒေသကဒီတင်းမာမှုဟာဒေတာရင်းချင်းချောင်းမှုဆိုတဲ့အဆင့်ထက်ကျော်လွန်သွားခဲ့ပါပြီ။လူအများကိုထုတ်ပြခဲ့တာတွေကကြီးမားတဲ့စည်ရေးလက်ကျစ်မှုတွေရုရှားစီကနေအဆက်မပြတ်ရောက်လာတဲ့လက်နက်တင်ပို့မှုတွေအမေရိကန်ရဲ့ကိုပြောက်တိုက်လေရဲ့ F35 တွေရဲ့ကင်းလှမ်းမှုတွေရှိနေပါတယ်။အခုဆိုရင်ကာရီဘီယံပင်လယ်ပြင်ရဲ့အခြေအနေဟာပောက်ကွဲလူဆဲဆဲအနေအထားတစ်ခုကိုရောက်ရှိနေပါပြီ။ 2025ခုနှစ်စက်တင်ဘာလကုန်ပိုင်းကတည်းကအမေရိကန်ပြည်ထောင်စုဟာဗင်နီဇွဲလားနိုင်ငံရဲ့ပတ်ဝန်းကျင်မှာသူ့ရဲ့စည်ရေးတည်ရှိမှုကိုတိတိတတ်တာမြင့်တင်လာခဲ့ပါတယ်။သူတို့ထုတ်ပြန်တဲ့တရားဝင်အကြောင်းပြချက်ကတော့နိုင်ငံဖြတ်ကျော်မှုရဲ့စေဝါကွန်ရက်တွေကိုတိုက်ဖြတ်ဖို့ဆိုတဲ့ဂန်နဝင်ဆန်တဲ့ကောင်းတင်တစ်ခုပါပဲ။ဒါပေမဲ့အဲ့ဒီဇလန်ရဲ့နောက်ကမှာဝါရှင်တန်ဟာနီကိုလတ်မာဒူရိုအစိုးရအပေါ်တိုက်ရိုက်စည်ရေးအရာဖိအားပေးမှုတစ်ခုကိုတည်ဆောက်နေတယ်ဆိုတာကိုပြသနေတဲ့သက်သေလက္ခဏာတွေအများအပြားထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာမှုရဲ့စေဝါကယ်တရီကိုတိုက်ခိုက်တဲ့ တာမန်စစ်စင်ရေးတခုမဟုတ်တော့ပဲကာရာကက်စမျိုးတော်ရဲ့အချုပ်ချာအာဏာကိုဘလောက်အထိကျော်လွန်လို့ရမလဲဆိုတာကိုစမ်းသပ်နေတဲ့ပထဝီနိုင်ငံရေးခြေလှမ်းတခုဖြစ်နေပါတယ်ပထမဆုံးလှိုင်းလုံးကတော့ MQ9 Reaper အမျိုးအစား drone 6စင်းကို Puerto Rico ကျွန်းစီပို့ဆောင်လိုက်ခြင်းနဲ့စတင်ခဲ့ပါတယ်ဒီ drone တွေဟာတာမန်ကင်းထောက်လင်းတွေမဟုတ်ပါဘူးသူတို့ဟာအကြမ်းဖက်မှုတံပြန်ရေးစစ်စင်ရေးတွေမှာအဓိကအသုံးပြုလေ့ရှိတဲ့ပြစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့မောင်းသူမဲ့တပ်ဖြတ်ရေးလေယာဉ်တွေဖြစ်ပါတယ်။တိတ်မကြခင်ပါပဲ E3 Century AWACS လို့ခေါ်တဲ့ကောင်းငင်က Radar Scan လို့တင်စားရမယ်။ထောက်လန်းရေးလေယာဉ်ကြီးတစ်စင်းဟာ Venezuela ကန်ရန်အနီးကနိုင်ငံတကာလေပိုင်းနဲ့ထဲမှာသူ့ရဲ့တည်နေရာပြဆက်ကိုပိတ်ပြီးပြန်တန်းစစ်ဆင်နေတာကိုထောက်လန်းတွေ့ရှိခဲ့ရပါတယ်။ဒါဟာအလွန်အန္တရာယ်များတဲ့လုပ်ရဖြစ်ပြီး Caracas အစိုးရကိုအကြီးအကျယ်ဒေါသထွက်စေခဲ့ပါတယ်။ Venezuela ကောင်းငင်ဝန်ကြီး Vladimir Padrino Lopez ကဝါရှင်တန်ဟာအောက်ဂုလကလေးကထောက်လန်းရေးမရှင်တွေကိုနှစ်ဆတိုးလှုပ်ဆောင်နေတယ်လို့စွပ်စွဲလိုက်ပြီးသူ့နိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးရေဒါတွေဟာ ကာရာကက်စ်မြို့တော်နဲ့ကီလိုမီတာ၁၀ခန်းမဲဝေးတဲ့မိုင်ကူရှာလေကြောင်းသတင်းပေးပိုင်နယ်ထဲကို American F35 ကိုပြောက်တိုက်လေယာဉ်တွေဖြတ်ကျော်ပြန်တန်းသွားတာကိုထောက်လန်းရမိခဲ့ကြောင်းတရံဝင်အတည်ပြုပြောကြားခဲ့ပါတယ်။ F35 ဆိုတာမူရစ်စေဝါမှောင်ခိုလေတွေကိုလိုက်ဖမ်းတဲ့လေယာဉ်မျိုးမဟုတ်ပါဘူး။ဒါဟာရန်သူနိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုစမ်းသပ်ဖို့ရေဒါလိုင်းတွေကိုတိုင်းတာဖို့အသုံးပြုတဲ့ပြင်စမမျိုးဆက်တိုက်လေယာဉ်ပါ။ဒီတင်းမာမှုတွေဟာ Times Caribbean သတင်းစာရဲ့ဖော်ထုတ်မှုတစ်ခုကြောင့်ပိုပြီးမြင့်တက်လာခဲ့ပါတယ်။ ဝါရှင်တန်ဟာဂရီနေဒါအစိုးရစီကနေစစ်ရေးဆိုင်ရာပစ္စည်းကရိယာတွေနေရာချထားခွင့်တောင်းခံဖို့အစီအစဉ်ရှိနေတယ်ဆိုတဲ့သတင်းပါပဲဂရီနေဒါဆိုတာဗင်နီဇွဲလားကမ်းရိုးတွေနဲ့ကီလိုမီတာ160မိုင်100လောက်ပဲဝေးတဲ့ကျွန်းငယ်လေးတစ်ကျွန်းဖြစ်ပါတယ်ဒီနေရာဟာအမေရိကန်အတွက်လွန်မဟာပြူဟာကျတဲ့နေရာတစ်ခုဖြစ်လာမှာပါပင်လယ်ခြေတောင်သွားလာမှုတွေကိုစောင့်ကြည့်ဖို့တိမ်မော့တွေကိုကြားဖြတ်တားဆီးဖို့နောက်ဆုံးလှင်မြန်တဲ့တိုက်ခိုက်ရေးစစ်စင်ရေးတွေကိုလွှတ်တင်ဖို့အတွက်အကောင်းဆုံးခြေကုပ်စခန်းတစ်ခုဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ဒီစီဇန်က ဂရီနဒါအစိုးရအတွက်အကြီးမားတဲ့အကျက်ရိုက်စရာတစ်ခုဖြစ်စေခဲ့ပါတယ်။အမေရိကန်နဲ့ပေါင်းလိုက်ရင်စီးပွားရေးအကျိုးအမြတ်တွေရနိုင်ပေမဲ့တစ်ဖက်မှာလည်းအိန္ဒိချင်းဗင်နီဇွဲလားရဲ့နိုင်ငံရေးအရာလက်တုံပြန်မှုပြစ်မှတ်တစ်ခုဖြစ်လာမယ်အနေနဲ့ရင်ဆိုင်ရမှာပါ။တစ်ချိန်တည်းမှာပဲဒေတာရင်းကအမေရိကန်ရေတပ်ရဲ့လှုပ်ရှားမှုတွေဟာအဆမတန်မြင့်တက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာပဲကာရီဘီယံတောင်ပိုင်းရေပြင်မှာတင်မော်လီစင်းဟာအမေရိကန်ရဲ့လေကြောင်းနဲ့ရေကြောင်းတိုက်ခိုက်မှုတွေကိုခံခဲ့ရပါတယ်။ အဲ့ဒီတဲက20ကတော့မူရစ်ဆေးဝါကွန်ရက်တွေပိုင်တဲ့သင်းမောတွေလို့အမေရိကန်ကကြေညာခဲ့ပါတယ်။ဒါပေမဲ့ကျန်တဲ့20ကတော့ကြီးမားတဲ့အငင်းပွားဝယ်ရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ဗီဒီယိုမှတ်တမ်းတွေအရကြီးမားတဲ့ပောက်ကွဲမှုကြီးတွေဖြစ်ပွားခဲ့ပြီးအ ਨੇ စုံအရသား၄ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ကာရာကက်စ်ကတော့ဒီလိုရက်ကိုတရားမဝင်လက်နက်ကင်ရန်ဆမှုဖြစ်ပြီးနိုင်ငံတကာဥပဒေကိုပြောင်ကြကြချိုးဖောက်တာဖြစ်တယ်လို့ပြင်းထန်စွာရှုံချခဲ့ပါတယ်။အချိန်ရဲ့ထုတ်ထိပ်ကတော့2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာရောက်လာခဲ့ပါတယ်။ တမရဒေါ်နယ်ထရန့်ကကွန်ဂရက်လွှတ်တော်စီကိုတရားဝင်အသိပေးချက်တစ်စောင်ပို့လိုက်ပါတယ်။အဲဒီမှာအမေရိကန်ပြည်ထောင်စုဟာအခုခါမှာကာရေဘီယံဒေသနိုင်ငံပိုင်မဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းများနဲ့နိုင်ငံတကာမဟုတ်သောလက်နက်ကိုင်ပြည်ပခါတစ်ခုမှာပါဝင်နေပြီဖြစ်တယ်လို့ကြေညာလိုက်တာပါပဲ။ဒီကြေညာချက်ဟာလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကအယ်ကိုင်ဒါအဖွဲ့ကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့တဲ့ဥပဒေအသုံးနှုန်းနဲ့ထပ်တူကြနေပါတယ်။ဒီကြေညာချက်ရဲ့တကယ့်အတိတ်ပဲကတော့ ပါဝင်ပတ်သက်နေတယ်လို့ယူဆရတဲ့ဘလိုနေရာဒေတာမျိုးမှမဆိုစစ်စင်ရေးတွေလှုပ်ဆောင်မှုအတွက်အစိုးရကစစ်တပ်ကိုအပြည့်အဝခွင့်ပြုချက်ပေးလိုက်တာပါပဲဒါကိုတုံ့ပြန်တဲ့အနေနဲ့ဗင်နီဇွဲလာဟာနိုင်ငံတော်အရေးပေါ်သတိပေးအဆင့်ကိုချက်ချင်းမြင့်တင်လိုက်ပါတယ်စစ်တပ်တွေကိုကန်ယူနန်တစ်လျှောက်မှနေရာချထားပြီးမြို့ကြီးတွေမှာအရေးပေါ်အသင့်အနေထားလေ့ကျင့်မှုတွေကိုကျင်းပခဲ့ပါတယ်ကာကွယ်ရေးဝန်ကြီးလိုဘတ်စ်ကဘလိုလေကြောင်းသို့မဟုတ်ရေကြောင်းကျူးကျော်မှုကိုမဆိုအချိုးတူလက်တုံပြန်သွားမယ်လို့ပြက်ပြက်သားသားသတိပေးခဲ့ပါတယ် ဒါပေမဲ့အခြေအနေတွေကပိုဆိုးလာခဲ့ပါတယ်။အော်တိုဘာလ6ရက်နေ့မှာတမနာထရန့်ကကာရာဂက်စ်နဲ့တာဒမန်ဆက်ဆံရေးလုံးဝဖျက်တောက်ဖို့အမိန့်ပေးလိုက်ပြီးရစ်ချက်ဂရီနယ်ကိုတရံဝင်ဆက်သွယ်ရေးလမ်းကြောင်းအလုံးပိတ်ပစ်ဖို့တောင်းဝင်ပေးအပ်လိုက်ပါတယ်။အခုဆိုရင် Caribbean ပင်လယ်ပြင်ဟာအပူပိုင်းဒေသစေအေးတိုက်ပွဲအသေးစားလေးတစ်ခုလိုလုံလုံပြောင်းလဲသွားခဲ့ပါပြီ။ကောင်းကင်မှာတော့ drone တွေနဲ့ကိုပြောက်ချက်လေယာဉ်တွေပြန်ဝဲနေပြီးပင်လယ်ပြင်မှာတော့စစ်သင်္ဘောတွေကတစည်းနဲ့တစည်းအပြန်အလှန်ချောင်းမြောင်းကအရိတ်တကြီးကြီးလုံနေကြပါတယ်။ ကုန်းပြေပေါ်မှာတော့ဗင်နီဇွဲလားပြည်သူတွေဟာကျူးကျော်ခံရမလားဆိုတဲ့ကြောက်ရွံ့မှုအောက်မှာနေထိုင်နေရပါတယ်။ကဘာကြီးကတော့မေကွန်းထုံနေရပါပြီ။ဒါဟာတကယ်ပဲမူရစ်ဆေးဝါးကာတာရီကိုတိုက်ခိုက်တဲ့စစ်ပွဲလား။ဒါမှမဟုတ်အချုပ်ချာအာနာပိုင်နိုင်ငံနှစ်ခုကြားကပွင့်လင်းတဲ့ထိတိုက်တွေ့ဆုံမှုတစ်ခုရဲ့အစလားဆိုတာပါပဲ။ပင်လယ်ပြင်ပေါ်ကထိတွေ့မှုတွေ၊လေကြောင်းပိုင်တဲ့ကျူးကျော်မှုတွေ၊နောက်ဆုံးတန်တမန်ဆက်ဆံရေးပြိုကွဲသွားမှုတွေရဲ့နောက်ဆက်တွဲဖြစ်အမေရိကန်ပြည်ထောင်စုရဲ့ဗင်နီဇွဲလားအပေါ်ဖိအားပေးမှုဟာ အခုဆိုရင်စည်ရေးဝိုင်းရန်ပိတ်ဆို့မှုတစ်ခုအဖြစ်ပြောင်းလဲလာခဲ့ပါပြီ။အကြောင်းပြချက်ကတော့မပြောင်းလဲသေးပါဘူး။မူရစေဝါကာတာရီကိုနှိမ်နှင်းဖို့ပါပဲ။ဒါပေမဲ့သူတို့ရဲ့စင်အားလှုပ်ရှားမှုပုံစံတွေကတော့အလုံးစုံဆက်စင်ရေးကြီးတစ်ခုဆင်နွှဲမဲ့ပုံစံနဲ့ပိုတူလာနေပါပြီ။ကဘာကြီးဟာအခုဆိုရင်ယာဆွေးမှုနှိမ်နှင်းရေးစစ်ပွဲနဲ့နိုင်ငံရေးရဖုံးကွယ်ထားတဲ့ဂျောင်းဝင်ဆွပ်ဖတ်မှုဆိုတဲ့အကြောင်းပြချက်နှစ်ခုကြားကပြိပခအခြေအနေတည်တဲ့တစ်ခုကိုမြင်တွေ့နေရတာပါ။ရတ္တပတ်နှစ်ပတ်ဆိုတဲ့ချိန်တိုလေးအတွင်းမှာ ကာရီဘီယံပင်လယ်ပြင်ဟာအမေရိကန်စစ်သင်းဘောတွေနဲ့ရုတ်တရက်ပြည့်နှက်သွားခဲ့ပါတယ်။ချားထားတဲ့ရေတက်စုကြီးတဲ့မှာ USS Lake Erie Cruiser စစ်သင်းဘောလျှို့ဝှက်စစ်စင်ရေးအတွက်အသုံးပြုတဲ့ MV Ocean Trader သင်းဘောပြီးတော့ Ali Buglex ဖြတ်သင်းဘောသုံးသင်းတို့ပါဝင်ပါတယ်။ဒီသင်းဘောတွေအားလုံးဟာ Venezuela ကမ်းရိုးတန်းနဲ့ကီလိုမီတာ130မိုင်80ထက်မဝေးတဲ့နေရာကနေစစ်စင်ရေးတွေလှုပ်ဆောင်နေတာပါ။ဒါတွေမဲ့လားဆိုတော့မဟုတ်သေးပါဘူး။ကမ်းတက်စစ်သင်းဘောကြီးတွေဖြစ်တဲ့ USS Iwo Jima USS San Antonio နဲ့ USS Fort Lauderdale တို့ကလည်းဒီစစ်ခင်းကျင်းမှုကိုအင်အားဖြည့်တင်ထားပါတယ်။တချိန်တည်းမှာပဲ USS Newport News Nuclear 3စွမ်းရည်3ရင်းငုံသင်းမောကြီးဟာလည်းပင်လယ်ရင်မျက်နှာပြင်အောက်ကတိုက်ခိုက်ရေးအသင့်အနေထားမှာရောက်ရှိနေပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်။ Washington အတွက်တော့ဒါဟာတာမန်ကင်းလှည့်မှုမျိုးမဟုတ်ပါဘူး။ဒီလောက်ကြီးမားတဲ့အင်အားစုကိုနေရာချလာခြင်းဟာ Caribbean ရေလမ်းကြောင်းတစ်ခုလုံးကိုထိန်းချုပ်ဖို့ပြီးတော့ Venezuela ကိုလေကြောင်းရေကြောင်းရေအောက် နေရာ၃ခုစလုံးကနေတပြိုင်နက်တည်းဖိအားပေးဖို့အသင့်ပြင်ထားတယ်ဆိုတာကိုပြသနေတာပါပဲ။ဒါပေမဲ့ Caracas ကလည်းလက်ပိုက်ကြည့်နေကြတာမဟုတ်ပါဘူး။ Nicolas Maduro ဆိုရဟာ Venezuela ဟာဘယ်တော့မှဒူးထောင်မှာမဟုတ်ဘူးဆိုတာကိုရည်ရွယ်ပြီးနိုင်ငံတော်အဆင့်အင်အားပြမှုနဲ့တုံ့ပြန်ခဲ့ပါတယ်။စစ်သည်ရာ2500ကျော်နဲ့စစ်သင်္ဘော12စင်းကို Caribbean ပင်လယ်ပြင်ကအဓိကစောင့်ကြည့်ရေးဗဟိုချက်ဖြစ်တဲ့ La Ochila ကျွန်းပတ်လယ်ကိုဆစ်လွတ်ခဲ့ပါတယ်။ဒီလေကျမှုတွေအတွင်းမှာ Venezuela တပ်ဖွဲ့ဝင်တွေဟာရေကြောင်းတိုက်ပွဲတွေ၊လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကန်ရန်ကာကွယ်ရေးလေ့ကျင့်မှုတွေကိုလေ့ကျင့်ခဲ့ကြပါတယ်။ဒီပွဲရဲ့အဓိကစားဆောင်ကတော့ရုရှားနိုင်ငံလိုစုခွိုင်းစုတတိ MK2 ဂျက်တိုက်လေယာဉ်တွေပါပဲ။သူတို့ဟာအတန်ထက်3.5စမြန်နဲ့ KH31 တာတိုပစ်တိုက်ခိုက်ရေးဒုံးကြီးတွေကိုတက်ဆင်ပြီးပင်လယ်ပြင်အနီးကပ်နှိမ့်ချပြန်တမ်းပြခဲ့ကြပါတယ်။ဒီ KH31 ဒုံးကြီးတွေဟာ American ဖြတ်သိမ်းဘော်တွေရဲ့ကာကွယ်ရေးဒိုင်းစနစ်ကိုထိုးဖောက်တိုက်ခိုက်ဖို့အထူးဒီဇိုင်းထုတ်ထားတဲ့သိမ်းဘော်ဖြတ်ဒုံးကြီးတွေဖြစ်ပါတယ်။တရံဝင်ထုတ်ပြန်တဲ့ရုပ်သံတွေမှာစုတတိဂျက်လေယာဉ်တွေဟာ FAB 500ဘုံတွေကိုကျဲချတာမြောက်ပိုင်းကင်ရန်တစ်လျှောက်ကရေဒါတွေနဲ့ဒုံးကြီးကာဝေးရေးစနစ်တွေကိုချက်ချင်းအသက်သွင်းလေပတ်ပြတာတွေကိုတွေ့ရပါတယ်ဒီမြင်ကွင်းတွေအားလုံးဟာပွင့်လင်းတဲ့သတင်းစကားတစ်ခုပါပဲ Venezuela ဟာသူ့ရဲ့ပိုင်းနက်ကိုနောက်ဆုံးတစ်ဆက်ထိခုခံကာကွယ်သွားမယ်ဆိုတာပါပဲဒါထက်ပိုတာက Venezuela စစ်တပ်ဟာနိုင်ငံလုံးကျုံလေချောင်းရံကာကွယ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်ခဲ့ပြီးပြည်သူစစ်ရင်အားတွေကိုပါအသင့်အနေထားခေါ်ယူခဲ့ပါတယ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေထဲမှာဤပညာရှင်တွေဟာ တန်ကြကာကျင်တွေကိုပြင်ဆင်နေတာအလက်စားပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့ဒုံးကျည်စနစ်တွေကိုစစ်ဆေးနေတာတွေကိုတွေ့ရပါတယ်ဒီနီလန်အဖြစ်ကာရာကက်ဆာဘလို့မှအတိတ်ပဲလွဲမှားသွားကောက်ယူလို့မရတဲ့သတင်းစကားတစ်ခုကိုပေးပို့လိုက်တာပါစူပါပါဝါနိုင်ငံကြီးကဝိုင်းရံထားပေမဲ့ဗင်နီဇွဲလားဟာကုန်းရည်လေအားလုံးမှာနီးပြူဟာအပြင်းနဲ့ပြန်လဲခုခံတိုက်ခိုက်သွားမယ်ဆိုတာပါပဲဖိအားရေဒီနေ့တခြားပြင်းထန်လာနေတဲ့အခြေအနေမှာကာရာကက်ဆာတယောက်တည်းရပ်တည်နေတာမဟုတ်တော့ပါဘူးဗင်နီဇွဲလားဟာသူ့ရဲ့မဟာမိတ်ကွန်ရက်ကို ပုံမခိုင်မာစေခဲ့ပါတယ်။သမ္မတဗလာဒီမာပူတင်ရဲ့မွေးနေ့မှာပဲရုရှားနိုင်ငံနဲ့မဟာဗျူဟာမြောင်းမိဖက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီလိုထိမ့်မဆန်တဲ့အခိုက်အတန့်မှာနီကိုလတ်မာဒူရိုကဒီပူးပေါင်းဆောင်ရွက်မှုဟာကာကွယ်ရေးစွမ်းရည်နဲ့စည်ရေးနည်းပညာတွေပါဝင်မဲ့ရှေ့လာမဲ့ဆယ်သုနှစ်တခုစာလမ်းပြမြေပုံဖြစ်တယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။မော်စကိုကလည်းပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ရုရှားဟာကာရေဘီယံခြေပြင်မှာမူရည်စေဝါတည်ဆောင်တယ်လို့စွပ်စွဲခံရတဲ့သင်းမောတွေပေါ့။ မေရိကန်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကိုအပြင်းထန်ရှုံချခဲ့ပြီးဒီလောက်ရဟာပြိပခါကိုပုံမိုကျေပြန့်သွားစေနိုင်တဲ့အန္တရာယ်ရှိတဲ့ရန်စားမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ရုရှားနိုင်ငံသားရဲ့ဝန်ကြီးဆာဂေးလက်ဖရော့ကကာရာဂက်စ်ကိုအပြေအဝထောက်ခံကြောင်းပွင့်ပွင့်လင်းလင်းကြေညာခဲ့ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံအပေါ်ဘလို့ပုံစံမျိုးနဲ့မဆိုတဖက်သက်ဖိအားပေးမှုကိုလက်ခံနိုင်မှာမဟုတ်ဘူးလို့အခိုင်အမာပြောကြားခဲ့ပါတယ်။ရုရှားတနိုင်ငံနဲ့ပဲလားဆိုတော့မဟုတ်ပါဘူး။အခြားသောအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အီရန်နဲ့တရုတ်တို့ကလည်း ဗင်နီဇွဲလားကိုထောက်ခံတဲ့တန်းစီစရာတွေမှာနေရာဝင်ယူလာခဲ့ကြပါတယ်။တီဟီရန်မြို့တော်ကနေကီလိုမီတာ2400မိုင်1500နီးပါးအထိပြန်တန်းနိုင်ပြီးတိကျမှုမြင်မာတဲ့ဒုံးကြီးတွေတဲဆောင်နိုင်တဲ့ Mohaja 6တိုက်ခိုက်ရေး drone တွေဗင်နီဇွဲလားစီပေးပို့ခဲ့ပြီးပါပြီ။ဒီ drone တွေကသာမထောက်လှမ်းနိုင်တဲ့လမ်းကြောင်းကနေလွှတ်တင်လိုက်မယ်ဆိုရင် Puerto Rico ကျွန်းကနေ Florida တောင်ပိုင်း Miami အထိကိုရောက်ရှိတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒါဟာ Venezuela ကို Data Ring မှာအရေးပါတဲ့မဟာဗျူဟာအသာစီးမှုတစ်ခုကိုပေးလိုက်တာပါပဲ။ တချိန်တည်းမှာပဲပေကျင်းကလည်းရေချောင်းထောက်လှမ်းရေးနဲ့ electronic စောင့်ကြည့်ရေးစစ်ဆင်ရေးအတွက်အသုံးပြုနိုင်တဲ့အဝေးပြန် UAV တွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ဒီမဟာမိတ်ကြီးနှစ်နိုင်ငံရဲ့အကူအညီနဲ့ဗင်နီဇွဲလားရဲ့လေချောင်းရန်ကာကွယ်ရေးစနစ်ဟာအခုဆိုရင်နိုင်ငံပေါင်းစုံရဲ့ထောက်လှမ်းရေးကွန်ရက်ကြီးတစ်ခုနဲ့ချိတ်ဆက်ပေါင်းစည်းသွားခဲ့ပြီးလွန်ခဲ့တဲ့နှစ်တွေကထက်အစာပေါင်းများစွာပုံမှုခင့်မိတဲ့အင်အားစုတစ်ခုဖြစ်လာခဲ့ပါပြီ။ဒါ့အပြင်ဘိုလီးဗီးယားနီကာရာဂါနဲ့ကျူးဘားနိုင်ငံတွေကစစ်ပယ်ယာရှိတွေဟာဗင်နီဇွဲလားကိုထောက်ခံကြောင်းကြေညာခဲ့ကြပြီး ဗင်နီဇွဲလာကိုတိုက်ခိုက်ခြင်းဟာတိုက်ကြီးတစ်ခုလုံးကိုတိုက်ခိုက်ခြင်းဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ကြပါတယ်။ဒေတာရင်းဒရင်းလုံးကိုပဲ့တင်ထပ်သွားစေခဲ့တဲ့မိန်ကုန်းတစ်ခုမှာမာဒူရိုကအကယ်၍သူတို့ကဗင်နီဇွဲလာကိုထိပါလာခဲ့ရင်ဒါဟာငါတို့အားလုံးကိုထိပါတာပဲလို့ကြွေးကြော်ခဲ့ပါတယ်။ဒီစကရက်ဟာပေါင်းစည်းညီညွတ်သောလွတ်မြောက်ရေးတပ်မတော်ဆိုတဲ့အယူအဆတစ်ခုကိုမွေးဖွားပေးခဲ့ပါတယ်။ဒါဟာရုရှား၊အီရန်တရုတ်တို့ရဲ့မဟာဗျူဟာမြောက်ထောက်ခံမှုတွေဒေတာရင်းကနိုင်ငံရေးစည်းလုံးမှုတွေနဲ့အတူ နောက်ကဘာချမ်းမှာဝါရှင်တန်ရဲ့လွှမ်းမိုးချုပ်ကန်မှုကိုစန့်ကျင်ခုခံခြင်းရဲ့ပြယုတ်တစ်ခုဖြစ်ဗင်နီဇွဲလားနိုင်ငံကပုံပေါ်လာစေခဲ့ပါပြီဒီအရှုပ်တော်ပုံကြီးရဲ့အကြီးမားဆုံးသောနိုင်ငံရေးတယောမှုကြီးကတော့နိုင်ငံတကာဇက်ခုံပေါ်ကနေထွက်ပေါ်လာခဲ့ပါတယ်ဒါကတော့ဗင်နီဇွဲလားအတိုက်ခံကောင်းဆောင်မာရီယာကိုရီနာမာချာတို့ကိုနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်လိုက်ခြင်းပါပဲတန်တမာရေးရနဲ့တွေ့ဆုံဆွေးနွေးရေးရဲ့ပြယုတ်တစ်ခုဖြစ်တဲ့ဒီဆုဟာအခုတော့ပထဝီနိုင်ငံရေးအကြက်အတဲအတွက်မီးလောင်ရာလေပင့်ပေးလိုက်တဲ့လောင်စာတစ်တစ်ခုဖြစ်လာခဲ့ပါတယ် ဝါရှင်တန်ဟာဒီအခွင့်အရေးကိုချက်ချင်းလက်မလွတ်တမ်းအသုံးချခဲ့ပါတယ်။မာချာဒိုကိုဗင်နီဇွဲလားရဲ့တရားဝင်သမ္မတဖြစ်ချက်ချင်းအသိအမှတ်ပြုလိုက်ပြီးဒီနိုဘယ်ဆုကိုအသုံးချကာအာနာအပြောင်းလဲလှုပ်ဆောင်မှုအတွက်လက်နက်တစ်ခုအဖြစ်အသုံးပြုခဲ့ပါတယ်။ဒီကြေညာချက်နဲ့အတူအမေရိကန်ရေတပ်မကြီးဟာကာရီဘီယံပင်လယ်ပြင်မှာသူ့ရဲ့နေရာကိုပုံမှုခိုင်မာအောင်ချထားလိုက်ပါတယ်။ဒါဟာကာရာဂက်စ်မှာအင်အားသုံးအကူအပြောင်းတစ်ခုဖြစ်လာခဲ့ရင်ချက်ချင်းဝင်ရောက်ဆွတ်ဖက်ဖို့အသင့်ပြင်ထားတဲ့ပုံစံပါပဲ။ ဒါပေမဲ့ဒီခြေလန်းဟာနောက်အုပ်စုကထောက်ခံထားတဲ့အတိုက်ခံအင်အားစုတွေနဲ့မာဒူရိုကိုတစ္ဆာခံတဲ့တပ်ဖွဲ့တွေကြားဓာတ်ရိုက်ထိတ်တိုက်တွေ့ဆုံမှုဖြစ်အောင်လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားနိုင်ပါတယ်။အကယ်၍ရုရှားဒါမှမဟုတ်အီရန်ကသာငါတို့ရဲ့မဟာမိတ်ကိုကာကွယ်မယ်ဆိုပြီးတရံဝင်ဝင်ရောက်ဆွတ်ဖက်ဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်ဒီထိတွေ့မှုလေးကနေကြီးမားတဲ့စစ်ပွဲကြီးတစ်ခုဖြစ်အချိန်အချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ကဘာကြီးဟာအခုဆိုရင်အခါသီးသုံးသောဝီယိုရီတစ်ခုကိုမျက်မြင်ကြည့်ရှုနေရပါပြီ။ ငင်းငင်းရေးဆိုတဲ့စကားလုံးကိုစစ်ပွဲတစ်ခုစတင်မှုအတွက်အကြောင်းပြချက်တစ်ခုဖြစ်အသုံးပြနေကြတာကိုပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ